2025ခုနှစ်ပထမ3လပတ်အတွင်းထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုရီကိုဝယ်ယူမှုမှာမြန်မာနိုင်ငံသားတွေဒုတိယနေရာမှာရပ်တည်နေတယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။အင်ချမ်းမြေသတင်းအချက်အလက်စင်တာ RIC ရဲ့အချက်အလက်တွေအရအခုနှစ်ပထမ3လပတ်မှာကွန်ဒိုအယောင်းဝယ်ရည်အနည်းငယ်နှေးကွေးခဲ့ပေမဲ့လည်းတရုတ်ဝယ်လက်တွေကဥဆောင်နေစေဖြစ်ကြောင်း၎င်းတို့ရဲ့နောက်မှာမြန်မာနိုင်ငံသားတွေကဒုတိယနေရာမှာရပ်တည်ပြီး တတိယနေရာမှာတော့ရုရှားနိုင်ငံသားတွေဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုတွေနဲ့ဝယ်ယူသူတွေရဲ့တရီထားမှုတွေကြောင့်ပြည်ရင်းနဲ့ပြည်ပဝယ်လိုအားတွေအရပထမ3လပတ်မှာနိုင်ငံခြားကွန်ဒိုအခန်း3916ခန်းကို လွှဲပြောင်းဝယ်ယူမှုရှိခဲ့ပြီးစုစုပေါင်းဘက်16.39ဘီလီယံရှိရလို့ RIC ကဖော်ပြပါရတယ်။ဒီအချက်အလက်တွေအရထိုင်းနိုင်ငံရဲ့အင်ချမ်းမြေဈေးကွက်မှာ နိုင်ငံသားပိုင်ဆိုင်မှုစုစုပေါင်းရဲ့29.300ခိုင်နှုန်းနဲ့တည်ငြိမ်နေပြီးယမန်နဲ့အလားတူကာလာနဲ့နှိုင်းရှင်မာကအနည်းငယ်ရော့ကျသွားတယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေရဲ့ကွန်ဒိုဝယ်ယူမှုအပြောင်းအရွှေ့အရေးအတွက်ဟာစနစ်ရာခိုင်နှုန်းတိုးလာပြီးဒုတိယနေရာမှာရှိနေကြောင်းဒီလိုတိုးလာတာဟာဘန်ကောက်မြို့ရဲ့ဈေးဝယ်တိုးတက်မှုနဲ့မြန်မာနိုင်ငံကယင်းနှိမ့်နယ်သူတွေရဲ့အင်အားဝယ်လိုအားကြောင့်ဖြစ်ကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။ ရခိုင်နှင့်ပထမ3လပတ်အတွင်းထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုတွေကိုဝယ်ယူမှုမှာ2023ခုနှစ်တစ်နှစ်လုံးဝယ်ယူမှုကိုကျော်လွန်ခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ပိုင်းကဘန်ကောက်ပို့စ်မှာသတင်းဖော်ပြခဲ့ပါတယ်2022ခုနှစ်မှာထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်ယူမှုမှာတရုတ်၊ရုရှား၊အမေရိကန်၊ဗြိတိန်၊ပြင်သစ်နိုင်ငံသားတွေရှိပြီး၎င်းတို့ရဲ့နောက်မှာမြန်မာနိုင်ငံသားတွေကနံပါတ်6နေရာမှာရပ်တည်ခဲ့ပေမဲ့လွှဲပြောင်းပြီးတဲ့ကွန်ဒိုတန်ဖိုးအရာ မြန်မာနိုင်ငံသားတွေဟာတရုတ်နဲ့ရုရှားဝယ်လက်တွေရဲ့နောက်မှာတတိယနေရာမှာရှိနေခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုတရရရိတ်မြင့်တက်လာခဲ့ပြီး2024ခုနှစ်ပထမနှစ်ဝက်မှာတော့ရုရှားနိုင်ငံသားတွေကိုကြော်တက်ခဲ့ပြီးတရုတ်နိုင်ငံသားတွေနောက်ကိုမြန်မာနိုင်ငံသားတွေရောက်ရှိလာရာနှစ်အတော်ကြာဒုတိယနေရာမှာရှိခဲ့တဲ့ရုရှားနိုင်ငံသားတွေကိုကြော်တက်သွားခဲ့တယ်လို့ဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။